ကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုထူးခြားတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့သေးသေးနိုင်အောင်အစိတ်ရှိတဲ့ရေပွဲကို Hot Pot ဆိုင်မှာတည်ခင်းထားကြောင်းစားသုံးသူက တွေးကြည့်တဲ့အကြောင်းနဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်တွင်းက ရန်ကုန်မြို့မှာရှိတဲ့အင်းစိန်ဈေးမှာတေးစင်တိုင်းနဲ့ရေပွဲကို ရောင်းချနေကြောင်းတွေ့ရှိရတဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဟော့ပေါ့ကြိုက်သူတွေနဲ့ပင်လေစာကြိုက်သူတွေအနေနဲ့ဟော့ဆိုင်သွားမယ်ဆိုရင်တော့ဒီလိုမျိုးရေပွဲကိုတွေ့ရင်ရှောင်ရှားနိုင်အောင်ကျွန်တော်အနေနဲ့တင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဘဝတုဒ္ဒရရမယ်လို့မျှော်လင့်ပါတယ်ဗျ ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာသေးသေးနိုင်အောင်အစိတ်ရှိတဲ့ရေပွဲအမျိုးအစားကိုဟော့ပေါ်ဆိုင်မှာတည်ခင်းထားကြောင်းစားသုံးသူကတွေ့ရှိခဲ့ပါတယ်။သူဟာဂရုတစိုက်မကြည့်ပဲစားလိုက်မရင်အသက်ရှင်မှာမဟုတ်ပါဘူး။တရုတ်နိုင်ငံကွမ်တုံပြည်နယ်ကစားသောက်ဆိုင်ဒီဇိုင်းကအစိတ်ပြင်းဆုံးရေနေတရဝါတကောင် ဖြစ်တဲ့အပြာရောင်အဝိုင်းခွက်ရေပွဲကိုဟော့ပေါ်ဝိုင်းအတွက်တည်ခင်းခဲ့တာပါ။ Ocean Conservancy website ရဲ့ဖော်ပြချက်အရဆိုရင်တော့အဲ့ဒီရေပွဲရဲ့အစိပ်ဟာမင်းနေပိုင်းတွင်လူ26ယောက်ကိုသေစေနိုင်တဲ့အထိပြင်းထန်တယ်လို့ဆိုပါတယ်ရေခဲနဲ့ထည့်ထားတဲ့ရေပွဲတွေရဲ့ဓာတ်ပုံကိုစားသုံးသူကသူ့ရဲ့ website အကောင့်မှာတင်ပြီးတဘာဝသိပ္ပံမဂ္ဂဇင်းရဲ့လူမှုကွန်ရက်ကို test တွဲကဟော့ပေါ်ဆိုင်မှာဒီလိုရေပွဲမျိုးကျွေးတာမြင်ဘူးလားဒါကအပြာရောင်အကွက်ပါတဲ့ရေပွဲများလားစားလို့ရရဲ့လား လူကြီးမင်းတို့ရဲ့ဖြေချားမှုကိုယင်တထိတ်ထိတ်နဲ့စောင့်ဆိုင်နေပါတယ်လို့យေသားခဲ့ပါတယ်။တဘာဝသိပ္ပံမဂ္ဂဇင်းအကောင့်ကလည်းအချိန်မီပြန်လဲဖြေချားပေးခဲ့ပြီးပုံမှန်ပြထားတဲ့ရေပွဲကကြက်သေးခွက်သို့မဟုတ်အပြာရောင်အကွက်ရေပွဲပဲဖြစ်ပါတယ်။မစားမိစေနဲ့မီးဘူးပေးတိုင်းလဲအစိတ်ရှိနေတော့မယ်လို့အတီဗျူပေးခဲ့ပါတယ်။ထိုင်းလန့်စရာဒီဖြစ်ရာအချိန်တို့အတွင်းပြန့်နှံ့သွားခဲ့ပြီး လူမှုကွန်ရက်တွေမှာကြည့်ရှုသူအကျဉ်းကြီးတန်း420အထိရှိခဲ့ပါတယ်။လူမှုကွန်ရက်အသုံးပြုသူတွေကလည်းစားတောက်ဆိုင်ကိုရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့တိုက်တွန်းခဲ့ပြီးသူတို့သာဒီနေရာမှာဆိုရင်စားမိလို့အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့မှတ်ချက်ပေးခဲ့ပါသေးတယ်။1984ခုနှစ်တုန်းကစင်ကာပူနိုင်ငံမှာအပြာရောင်အကွက်ပါရေပွဲကိုက်ခံရလို့၆နှစ်သားအရွယ်ကလေးငယ်တအူတေဆုံးခဲ့ပါသေးတယ်။လွန်ခဲ့တဲ့ရက်သပတ်အတွင်းက အင်းစိန်စည်းမှာစားလိုက်ရင်ချက်ချင်းသေစင်နိုင်တဲ့ရေပွဲတွေပြန့်နှံ့နေတယ်လို့ဝယ်ယူခဲ့မိသူတအူးက၎င်းရဲ့ Facebook ပေမှာပေါ်ပြထားတာကိုတွေ့ရှိရပါတယ်။အပြာရောင်အကွင်းများနဲ့ရေပွဲလို့ခေါ်ကြတယ်။ Blue Rain Autobus ကိုတော့ Pacific သမုဒ္ဒရာ Australia နဲ့ Japan နိုင်ငံတို့မှာအများဆုံးတွေ့နိုင်ပါတယ်။သူတို့ရဲ့အဓိကအစားအစာတွေကတော့ကနန်းနဲ့ပုစံတို့ကိုစားသုံးကြတာဖြစ်ပြီးအပြာရောင်ရေပွဲလေးတွေဟာ အကောင်ပေါက်စအရွယ်မှာတောင်မှအစိတ်ပြင်းပြင်းနဲ့ကိုင်းနိုင်ပါတယ်ခင်ဗျာဒါကြောင့်ပဲသူတို့ရဲ့ခန္ဓာကိုယ်ဟာလှပတဲ့အရာတွေဟာရန်သူတွေကိုဝေးဝေးနေဖို့အတွက်သတိပေးတဲ့ပုံစံတောင်ပေါက်လို့နေပါတယ်ဒီအပြာရောင်ရေပွဲလေးတွေရဲ့အစိတ်ထဲမှာဆိုရင်တော့ဒရွေးကလင်းကနေထုတ်လုပ်တယ်ဓာတုအစိတ်ထဲကအမျိုးအစားတစ်မျိုးဖြစ်တဲ့တီထိုရိုတက်ဆင်ပါဝင်ပါတယ်ဒီစိတ်ရဆိုရင်တော့ ဆန်ယာနိုင်အစိတ်ထက်အစာပေါင်းတထောင်ပိုပြင်းပြီးအရွယ်ရောက်ပြီးသားလူ26ယောက်ကိုမီးနေပိုင်းအတွင်း အသက်အန္တရာယ်ပေးနိုင်တာပဲဖြစ်ပါတယ်။တတိထားရမှာကတော့အခုချိန်ထိအပြရန်ရေပွဲတွေရဲ့အစိတ်ကိုကုသပေးနိုင်တဲ့ဖြည့်စေမထွက်ပေါ်သေးပါဘူးတဲ့ဗျ။ဒီအစိမ့်ရှိတဲ့ရေပိုးဲဟာပုံတံမျိုးမျိုးကွဲပြားပေမယ်ခန္ဓာကိုယ်နဲ့လက်တံတွေပေါ်မှာအပြာရောင်အဝိုင်းလေးတွေရှိတာကတော့သိကြပါဗျ။ အပြာရောင်အဝိုင်းကွင်းလေးတွေရဲ့အမှင်ထင်းအဖျော်ရင်တော့ကွာပါတယ်။ကိုကဲမှာရှာကြည့်ရင်လည်းမတူတဲ့ပုံတွေအမျိုးမျိုးတော့တွေ့ရမှာပဲဖြစ်ပါတယ်။တိတ်ကြောက်စရာကောင်းပြီးဩစတြေးလျမှာဆိုရင်တော့အစိမ့်ပြင်းဆုံးအန္တရာယ်အရှိဆုံးစာရင်းထဲမှာပါလို့ Blue Rain Autobot အကြောင်းမဖြေနိုင်ရင်စေးပညာစာမွေးဝဲမအောင်ဘူးလို့ဆိုကြပါတယ်။ တချို့တွေကတော့လွယ်လွယ်တက်ရောင်ကန်းရေးနေပြောနေကြသလိုသရွေးကလင်းဖယ်အဆက်အိဖယ်ပြီးကြက်အောင်ချက်စားရင်ရပါတယ်ဆိုတာမမှန်ပါဘူးခန္ဓာကိုယ်နဲ့လက်တံတွေပေါ်ကအသားမှာပါအစိတ်ဓာတ်တွေပါဝင်နေပါတယ်ဘလောက်အပူပေးပေးချက်ချက်အဲ့ဒီအစိတ်ကမပြတ်ပြေနိုင်ဘူးလို့ဒေါက်တာခန်ဝင်းကလည်းလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တာကတော့ အခုရပိုင်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့အစိတ်ရှိတဲ့ရေပွဲအကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဘဝတုဒ္ဒအများကြီးရမယ်လို့မျှော်လင့်ပါတယ်။နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးကိုမပြတ်တင်ဆက်ပေးပါမို့။ကျွန်တော်ရဲ့ Khui Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။